အခုရှုံချသွားတဲ့ကားပေါ့နော်ဒီအကြီးကားမှာကိုနေဝင်းရေမပွေးရေပေါ့နော်အဲ့ကားထဲမှာအဲ့ကားဘုကိမှတ်မိတဲ့လောက်ကမနစ်ကနဲ့လွန်ခဲ့တဲ့တနစ်တနစ်ကျော်လောက်ကသွားရထားတဲ့ကားလေးပေါ့နော်အဲ့ကားထဲမှာပါတာတခန်းတခန်းဆိုရင်ပဲပေါ့နော်နည်းနည်းဟိုလုတ်ကွက်ရတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဘာဖြစ်အဆင်ပြေပါတဲ့ဟိုမပွေးရလဲအဲ့တုန်းကရိုက်တုန်းကဆိုနေရမ်းပုံနေတာအဲ့လိုခမင်းနေပါလေမစားရသေးဒါပေမဲ့ ဘာဖြစ်အဲ့လိုမပွေးစွာကိုရင်းငယ်တော့အရင်ချစ်ခဲ့ရတယ်မင်းမင်းဆိုတော့လေအဲ့သူ့မျက်နှာမြင်နေရတယ်ကိုဘိုက်မစားတော့အဲ့လိုမျိုးဆိုတော့အဆင်ပြေပါရိတ်ကြတာလေဟုတ်ပြောဖို့ကောင်းပါတယ်ဒီနေ့ကထင်ရတော့တခြားဘယ်အလှူမတော့မသွားသေးသေးဘူးဒါပထမအဦးဆုံးပဲပေါ့နော်ဟိုကောက်ပါလေဘာဖြစ်ပေါ့နော်အဲဒီကြောင်းလေးကဟိုဟာနှစ်40လောက်ရှိပြီလို့ခုနကပြောတယ်ပေါ့နော်အခုဟိုဟာဟိုမရှိမရှိရနေပြီစပြီအခုဒီလိုပုံစံလေးဖြစ်လာတယ်ပေါ့နော်ဟိုပြီးတော့ဒီလိုဒီလိုကြောင်းမျိုးကိုလည်းပေါ့နော်ဟို အများကြီးလှူဖို့တော့ဗောနော်ပိုကီကိုလည်းတတ်နိုင်လို့ရှိရင်နောက်နှစ်တွေမှာလာပြီးတော့အများကြီးလှူစင်ပါတယ်ပီတီပါပါပြေတော့တိုင်းသားအကြောင်းလေးဆိုတော့လေဟုတ် အပုကီကတော့အရင်တော့ဆိုဒီ social media မှာဒီဇလန်းတူလေးပေါ့နော်ဇလန်းတူလေးအများကြီးပါဖြစ်တယ်ဒါပေမဲ့ခုနောက်ပိုင်းကျတော့အားလေးအများကြီးဖြစ်တော့ဘူးပေါ့နော်လလောဆယ်အဲဇလန်းတွဲလေးတစ်ခုရှိုက်ရှိုက်ထားတာလေးရှိရောနော်အားလေးမထွက်သေးပါဘူးဒါပေမဲ့အခုနောက်ပိုင်းအဲ့လိုဂျွန်နီကားတွေမှာ manager ခေါ်လို့ရှိရင်တော့တွားရဖြစ်ပါတယ်ရှင်အထွက်ပြီးသားကားတွေလည်းရှိသူမထွက်ရသေးတဲ့ကားလေးတွေလည်းရှိပါတယ်ပေါ့နော်အဲဂျွန်ကြီးကားတွေမှာဟိုကိုဟိုကကိုနိုင်တယ်လောက်ပေါ့နော်နှစ်ခန်းသုံးခန်းအဲ့လိုမျိုးပါဝင်ထားတဲ့ကားလေးရှိပါတယ်ရှင်ဟုတ် အဲဆာဘီဝါဆာလေးကကိုေးစမ်းမအောင်ရေမချူးလေးရေရွံ့ရေပေါ့နော်အဲရွံ့ရေဒါတငယ်ချင်းနေရာနေပြီးတော့တော်တော်များပါဝင်ထားပါတယ်ရှင်လောဆယ်တော့မဟာပြတ်မှာလောဆယ်တော့မထွက်သေးဘူးပေါ့နော်ဟုတ် ဟုတ်အရင်အဆင်ပြေတယ်ဘာလို့လဲဆိုတော့ပုဂိယတာပထမဆုံးချိန်ပေါ့နော်ဒါကအနီမီတန်အနီစင်လို့ပေါ့နော်အနီစင်ရယ်ကိုရဲချမ်းမောင်ရယ်ယူညွန့်ရယ်ပေါ့နော်အဓိကပုဂိယတန်လို့ပြောရတယ်ပေါ့နော်အဲ့အချိန်မှာပေါ့နော်ဘာဖြစ်ကိုရဲချမ်းမောင်ဆိုလို့ရှိရင်ဒါအကယ်ဒမီတန်ဝင်မင်းသားပေါ့နော်ဒါမှမဟုတ်အဲ့လိုမျိုးကိုဆိုလို့ရှိရင်အဲ့လိုမျိုးညီမလေးတယောက်လို့လည်းတင်ပြီးပြောပြီးတယ်ယူညွန့်ဆိုလို့ရှိရင်ဟောယူညွန့်တော့ပိုခင်သွားတယ်ပေါ့နော်သူဆိုလို့ရှိရင်လည်းဒါငငယ်လေးရပေါ့နော်ကိုအားပေးခဲ့ရတဲ့မင်းသမီးလေးပေါ့နော်ဒါအကယ်ဒမီမင်းသမီးပေါ့နော်ဒါမှမဟုတ်အဲ့လိုမျိုးမာနလည်းမရှိဘူးအဲ့လိုမျိုးအထာလည်းမထားဘူးပေါ့နော်ကိုအဲ့လိုမျိုးကိုမှားွားလို့ရှိရင်တော့မှသူကဘာမှမပြောအဲ့လိုရှိပဲရှိနေရအဲ့လိုမျိုးဆို ော့ချစ်ဖို့ကောင်းပါတယ်ဟုတ်ဟုတ်ကဲ့အဲအခုရုံချသွားတဲ့ကားပေါ့နော်ဒီအကြီးကားမှာကိုနေဝင်းရေမပွေးရေပေါ့နော်အဲ့ကားထဲမှာအဲ့ကားကဘုကြီးမှတ်မိတဲ့လောက်ကမနစ်ကနဲ့လူငယ်တနစ်တနစ်ကျော်လောက်ကသွားရထားတဲ့ကားလေးပေါ့နော်အဲ့ကားထဲမှာပါတာတခန်းတခန်းဆိုရမယ်ပေါ့နော်နည်းနည်းဟိုလုတ်ကရတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဘာဖြစ်အဆင်ပြေပါတဲ့ဟိုမပွေးရလဲအဲ့တုန်းကရိုက်တုန်းကဆိုနေရမ်းပုံနေရအဲ့လိုခမင်းနေပါလေမစားရသေးဒါပေမဲ့ ဘာဖြစ်လို့မဖွေးဆိုတာကိုရင်းငယ်တော့အရင်ချစ်ခဲ့ရတယ်မင်းမင်းဆိုတော့လေအဲသူ့မျက်နှာမြင်နေရတယ်ကိုဘိုင်းမစားတော့အဲ့လိုမျိုးဆိုတော့အဆင်ပြေပါရိုက်ကြတာလေဟုတ်ပြောဖို့ကောင်းပါတယ်အဲ့တော့ ဟုတ်အဲညီမလေးကအဲ့ဒီဝါသနာတော့ငယ်တည်းကပါတာပေါ့နော်ငယ်တည်းကပါဆိုမဲ့ကိုကအဲ့လို background လည်းမရှိဘူးပတ်စံလည်းမရှိဘူးဆိုတော့ဝါသနာတစ်ခုလည်းရှိရဆိုတော့အဲအရင်တော့ကျကိုဝါသနာပါတဲ့ဟာလေးကိုကို secret လေးရေးပြီးတော့ကွက်နဲ့ကိုဇလန်းတူလေးဖန်တီးရေပေါ့နော်ဒါပေမဲ့တကယ်ဖြစ်ချင်တာကတော့မင်းသမီးဖြစ်ချင်တာမင်းသမီးဖြစ်ချင်တာဆိုတော့အဲနောက်ပိုင်းကျတော့ဆက်သွယ်လေးပါရလာရလာအဲ့လို shooting manager တွေပါတွေကအဲ့လိုခေါ်လို့ရှိရင်တော့တွားရေးပြပြတယ်ပေါ့နော်ခေါ်လို့ရှိရင်ဖချင်မဲ့ခေါ်ကိုကအဲ့လိုမျိုးကိုကိုကြိုက်တာမမေးဘူးပေါ့နော်ပြီးတော့ကြီးလည်းမမြောက်ယူလည်းမယူဘူးအဲဘချင်ကိုကအဲ့လိုမျိုး ready ဖြစ်နေအောင်နေရဲပေါ့နော်တွားရဘာဖြစ်ဟိုကိုတက်ကတော့ ခက်ခဲလားဆိုတော့ခက်ခဲပါတယ်ဘာလို့လဲဆိုတော့ပုဂ္ဂိအလိုတင်နာနေပါလေစဉ်းစားရလည်းမရှိဘူးလေအတွေ့အကြုံကတော်တော်နည်းတယ်ပေါ့နော်နည်းဆိုတော့ခက်ခဲတယ်အဲ့လိုတကယ်တကယ်စီမြိုင်းနဲ့တွေ့ခါကျတော့ကိုယ်ကရှိန်တဲ့ခါကြီးရှိရပေါ့နော်ဒါပေမဲ့ကိုချီရတဲ့မင်းသမီးကိုချီရတဲ့မင်းသားရင်းနဲ့တွေ့နေရတော့တခန်းပါနှစ်ခန်းပါပေါ့နော်အဲ့လိုကိုကအဲ့လိုမျိုးလုံနေရရင်ပျော်နေရပျော်နေရဆိုတော့အခက်ခဲရှိလေဘာဖြစ်အဆင်ပြေပါလဲဟုတ် ပျော်ပါဘယ်လိုပြပြရမလဲအခုနောက်ပိုင်းကျမှာပေါ့နော်ဟိုတချို့တွေကအခုတော်တော်များပေါ့နော်ဥမာပို့တစ်ခုတင်လိုက်တာနဲ့တော့အောက်မှာအဲ့လိုမျိုးအကောင်းမနေတဲ့သူတွေကများတယ်ပေါ့နော်ပိုင်းတဲ့သူတွေကများတယ်ဒါပေမဲ့ ဟိုပုတ်ကီလည်းပုတ်ကီတတ်နိုင်တယ်လားပေါ့နော်အဲပုတ်ကီတိကြတတ်ထားတဲ့ဥစ္စာလေးကိုအများကြီးချက်ဖို့ရှိပါတယ်နောက်ပိုင်းလည်းအဲ့လိုဇလန်းတူလေးဇလန်းတွဲလေးအဲ့လိုရှင်နေကားတွေမှာပေါ့နော်အများကြီးထည့်ဖို့လည်းရှိပါရဲ့ရှင်အကြလို့ရှင်လည်းပုတ်ကီကိုချစ်ပြီးကြပါအောင်ပြောချင်ပါတယ်ရှင်အများကြီးမပြောလို့ဘူးပေါ့နော်အဲချစ်တဲ့သူလည်းရှိလို့မုန်းတဲ့သူလည်းရှိအောင်အများကြီးတော့ပြောချင်ပါဘူးအမြဲကြွသားပါအောင်ရှင်